အားလုံးပဲမင်္ဂလာပါကာနာဗတ်စကန်နီကြိုဆိုလိုက်ပါတယ်အီတလီနီပြကာဒူဆိုကကာလာဖီယိုလီကိုချက်ချိုင်းမှုအားနေတာကြောင့်အသင်းကိုယ်ရဲ့အရေးကြီးခဲ့ချီစုပွဲကန်ရမယ်အချိန်ဖြစ်ပေမဲ့ကစားသမားကိုရစ်ယူပြီးမကစားစေချင်တာကြောင့်အာဆင်နယ်အသင်းထံကပြန်စီလို့ခဲ့တာလို့ထင်ရပါတယ်ဒီအတွက်ကြောင့်ကာလာဖီယိုရီဟာညောင်လန်နန်ဒါဘီပွဲစဉ်ဖြစ်တဲ့စပါအသင်းရဲ့ပွဲစဉ်ကိုပါဝင်ကစားနိုင်မှာဖြစ်ပါတယ်အီတလီအသင်းကတော့မနေ့ကနော်ဝေးအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် အောက်စုဒုတိယနဲ့ qualifications ပွဲကိုထပ်ကံရတော့မှာဖြစ်ပါတယ်။အသင်းကောင်းဆောင်မာတင်အိုရီကတ်ရဲ့နော်ဝေးအသင်းကတော့ယာနုံဖြစ်နိုင်ပွဲနဲ့အကျိုးကပားဖလားပြိုင်ပွဲကိုဝင်ရောက်တော်မူဖြစ်ပါတယ်။နော်ဝေးအသင်းဟာ1998ခုနှစ်နောက်ဆုံးကပားဖလားဝင်ခွင့်ရခဲ့တာဖြစ်ပြီး29ခုနှစ်အကြာမှာပြန်လည်ဝင်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။မနေ့ကကစားခဲ့တဲ့အယ်ဘေးနီးယားနဲ့အင်္ဂလန်ပွဲစဉ်မှာလည်းဟာရီကိန်းရဲ့အသင်းကိုယ်တွေနဲ့အနိုင်ရကယာနုံဖြစ်နိုင်ပွဲနဲ့အတူဘေးကိုမရှိပဲကပားဖလားပြိုင်ပွဲကိုဝင်ရောက်ခွင့်ရတော်မူဖြစ်ပါတယ်။ အဇေဒီကလန်ရိုက်တော့ခါပွဲချိန်63မိနစ်ထိကစားခဲ့ပြီးစကားဖိုရန်ခုနဲ့လူစားလဲခဲ့ပါတယ်။သုံးစလုံးတန်ရာကင်းရှင်းခဲ့တာကြောင့်အာဆင်နယ်သွားတည်ငောင်းထိပ်ပါတယ်။အင်္ဂလန်နီးပြသူချဲဟာအတင်းရလူစင်းမထုတ်ပြန်မီလူဝစ်ကယ်လီထန်ဆက်သွယ်ခဲ့ပြီးဒီတစ်ခေါက်လူစင်းမှာပေါ်ဝင်နိုင်မှာမဟုတ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒီပြောဆိုမှုဟာနှစ်ဦးတစ်ဖက်ကြားအပေါင်းလက္ခဏာဆောင်ခဲ့ပြီးအပြန်အလှန်လဲစားမှုကိုဖော်ပြနေပါတယ်။ပြင်းရင်သင်းကတော့မနေ့ကအာဇာဘိုင်ဂျန်ပွဲစဉ်မှာဆာလီဘာကိုအရင်မှပဲအနာပြေးခဲ့ပါတယ်။ ဒီပွဲမှာလည်းပြင်းပြင်းထန်ထန်ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးစာဒီပါလည်းအနိုင်ရခဲ့တာကြောင့်စိတ်အေးခဲ့ရတဲ့သတင်းဖြစ်ပါတယ်။ပိုလန်အသင်းနဲ့နယ်သာလန်အသင်းတို့ပွဲစဉ်မှာဂျူလီယန်တင်ဘာဟာပွဲပြီးမှအသင်းပေါ်ဟွန်ကီဝီယော့နဲ့ပြန်လည်တွေ့ဆုံခဲ့ပုံကို Instagram မှာတင်ခဲ့ပါတယ်။အာဆင်နယ်အသင်းဟာဂျူလီယန်တင်ဘာရဲ့ငီးကိုထုတ်သူဖိုင်ယန်ကိုကွန်းလဲကစားသမားခွန်တင်တင်ဘာကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။သူဟာလာမီနိုရာဒီမှာအလွတ်ပြောင်းဆွေ့ခြင်းနဲ့ခေါ်ယူခွင့်ရမှာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းကစိတ်ဝင်စားနေတယ်လို့ Court Offside ကဖော်ပြခဲ့ပါတယ်။ ်အာဆင်နယ်အသင်းဟာအက်စတွန်ဗီလာနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့စိတ်ဝင်စားနေလေ။အိုလံပီယာကော့စ်အသင်းရဲ့အကွက်လက်အဖျက်ကစားသမားခရစ်စတော့စ်မူဇာကီဒက်စ်ကိုစိတ်ဝင်စားနေလို့တင်ပြထွက်နေပါဗါး။အိုလံပီယာကော့စ်အသင်းကတော့၁၈နှစ်အရွယ်ကစားသမားလေးကိုယူရိုသန်း30ကျော်ရရင်ရောင်းချသွားပဲရှိတယ်လို့တင်ပြထွက်နေပါဗါး။အာဆင်နယ်အသင်းဟာကင်းထောင်းနေရတဲ့နာပိုလီသင်းရဲ့ကင်းထောက်ဖြစ်သူမော်ရီဇီယိုမီခဲလီကိုခိုင်းရမယ်လို့သိရပါဗါး။သူဟာနာပိုလီသင်းရဲ့ဒရာကင်းမင်ဂျေကိုပေါင်း16တန်းနဲ့ခေါ်ယူခဲ့ပြီး Bayern Munich အသင်းကိုပေါင်း43တန်းနဲ့ရောင်းချနိုင်ခဲ့ပါတယ်။ဒါ BN Georgia League က Quefuja Kovaskalia ကိုလည်းခေါ်ယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ Arsenal အသင်းဟာနာမည်ကြီးပြီးအသင်းနဲ့တင်တော်တဲ့ကစားသမားတွေကိုခေါ်ယူနေသလိုဈေးအသင်းပြီးအရေးချင်းရှိတဲ့ကစားသမားတွေကိုလည်းခေါ်ယူဖို့အတွက်စ조사နေသလိုလူငယ်ကစားသမားတွေမွေးထုတ်ဖို့အတွက်လည်းအရေးချင်းရှိလူငယ်ကစားသမားတွေကိုအကယ်ဒမီတက်ခေါ်ယူနေတာဖြစ်ပါရဲ့။ Arsenal သတင်းတွေကိုစိတ်ဝင်စားရတဲ့ဆိုရင် follow နဲ့ subscribe လုပ်ပြီးခဲ့ပြီးအားပေးခဲ့ပါအောင်နော်။ အဆုံးထိကြည့်ရှုပေးခဲ့တဲ့တူးရောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်။